စ်ဆွေတို့ဒီနေ့မျှဝေပေးချင်တာကတော့ Cop ကထုတ်တဲ့ Cop Collection 6ပါ Cop Collection 6ဆိုတော့ Cop ကထုတ်တဲ့ BSD keyboard instrument တွေကိုအတွဲလိုက်ပေါ့အရင်တုန်းကတော့6မျိုးလောက်ပဲပါပါတယ်အခုကတော့သူကမျိုး20ဝန်းကျင်လောက်ထိကိုပါလာပါတယ်အဲ့ထက်အရင်ဆုံးကျွန်တော် Trinity အတန်းကိုအရင်စမ်းပြပါမယ် ကောင်းတော့ကျွန်တော်ပထမဗီဒီယိုလေးတင်ထားပြပါပြီဒီအောင်နှိပ်ပြီးတော့သူ့မှာ category လိုက်အများကြီးရွေးလို့ရတယ်ဒါ code trinity ပါအခုအစ်စ်ပါလာတဲ့မှာ plan ပေါ့အရင်တော့အတွေ့လိုက်ဒီတမဒီ trinity မပါပါဘူးအခုမပါလာတာပါနောက်တစ်ခုကတော့ electro bike ဆိုတဲ့ဟာပါတော်ဒီမှာရွေးလိုက်အောင်မယ်အဲ့တော့ pattern တွေပေါ့သူ pattern လို့ရေးထားပါတယ်ဒီကောင် play ကြည့်လိုက်မယ် ီကောင်ဆိုရင်ကစ်ပေါ့နော်တခုအတန်တစ်မျိုးစီပေါ့တော်ရဒီကောင်တခုကိုဒီမှာ16လုံးပေါ့နော်တပားစာစီမီကွေပါပေါ့တပီကို၄လုံးလုံးနဲ့16ပါးသာအဲ့မှာကို drain လေးစိတ်ကြိုက်ရေးလို့ရတယ်ပေါ့နော်ဒီမှာကစ်ဒါသူစနေတဲ့လောက်မျိုးပေါ့သူ electric တန်းတုံတုံတုံထွက်တယ်တောင်းတောင်းတန်း မဒူဟိုင်ဟက်အိုဘန်ဟိုင်ဟက်စင်ဘဲဒါကလပ်တာအဲ့လိုမျိုးပေါ့သူ preset တိုင်းလဲသုံးလို့ရတယ်ကိုကြိုက်တယ်လို့လဲပြန်ပြင်ရေးပြီးတော့နံပါတ်စီရေးလို့ရတယ်ပေါ့နော်နောက်တစ်ခုခေါ်ကြည့်လိုက်မယ်နောက်တစ်ခုထပ်ဖွင့်ကြည့်မယ် ထပ်ချင်းကြည့်မယ်သူတွေမှာအများကြီးပါတယ်အမျိုးရာချီပါတယ်အဲ့ထက်တော့ကိုစိတ်ကြိုက်ရွေးလို့ရတယ်ဒီမှာ trend base ဒီပါ category နဲ့လည်းရွေးလို့ရအမျိုး test တက် test တက်ဆိုရင်ဒီက test တက်တစ်ခုခေါ်ကြည့်လိုက်မယ် ော်နော်မဆော့ဝဲရများတော့ကျွန်တော်အများကြီးတော့မစမ်းပြတော့ဘူးဒါကော့ကိုပြန်ဆန်းလို့ရတယ်ကျွန်တော်ကဒီကော့ collection စစ်မှာဘာတွေပါလဲဆိုတာလေးပဲကျွန်တော်တစ်ချက်ဆန်းပြတာပါ electric bike r လို့ရေးထားပါတယ်နောက် ep1 ep1 လည်းကိုအစ်တမှာပါလာတာပါဒါကတော့ ep တွေပါပဲ ဒီမှာ EP တွေအများကြီးရွေးလို့ရတယ်နောက်တစ်ခုရွေးကြည့်မယ်ကောတော့ call ps 3300ပါခိုးတော့ analog synthesizer တွေရဲ့ပုံစံကိုယူထားတာပါဒီမှာနှိပ်လိုက်ရင်သူလည်းလိုပဲပါတယ်ဒီမှာ apex ရှိမယ် bass ရှိမယ်အတန်နဲ့ယူလို့ရပါတော့မှာ press ယူကြည့်လိုက်မယ် နမူနာဆိုတော့နည်းနည်းပဲပေါ့နော်ဒါကော့ PS 3300ပါဒါကတော့ Legacy Cell လို့ရေးထားတယ်အိုးစာထုတ်ကားသားတွေကဒီကောင်တွေကပါပါတယ်သူလည်းဒီမှာအတန်းနဲ့အများကြီးရွေးလို့ရတယ် ချိန်သူတို့မှလည်းချိန်စရာတွေအများကြီးပါတယ်နော် ဖောပွားလေးတင်းအတန်တစ်မျိုးတင်းမြင့်ဖိအတန်တစ်မျိုးဒါလေကစီဆာနောက်ကတော့ M1 မှာ M1 တော့ဟိုတုန်းကပါတဲ့ကောင်ပေါ့ browser နဲ့ combine ဆိုပြီးရှိတယ် multi ရှိမယ် program ရှိမယ် browser အနေနဲ့အများကြီးရွေးလို့ရတယ်။မကတ်တင်အနေနဲ့လည်းရွေးလို့ရတယ်။ကတ်ဆိုရင်22မျိုးပါတယ်။ဒီ22မျိုးထဲမှာ effect တွေစိတ်ကြိုက်ရွေးလို့ရတယ်ဗျနော်။ကတ်1အနေနဲ့ကတ်21တိတိ။နောက်ဒီမှာ T1 ကတ်ဆိုပြီးတသက်ရှိအောင်မယ်။ဒီ search ကနေလည်း piano ဆို piano keyboard ဆို keyboard မှာ woo win ဆိုရင် woo win နှိပ်လိုက်ပြီးဒီမှာ harmonica ဟာ ါကတော့ cot and one မှာဒါကတော့ micro cot ပါလိုအပတ်ဂျီယိုပုံစံနေလဲအပတ်ဂျီယိုပုံစံနေလဲသွားလို့ရတယ်ဒီမှာစင်တဲ့ဖိုကိုဒါဆိုပြီးရှိတယ်ဖိုကိုဒါကိုပြောင်းလိုက်မယ်

taa micro cover taa rɔ mini cover ɔmɔ pɛrɛ ri ni bia rara. Mm. -hmm. မီနီကော့ပါဒါလည်းအရင်ဗားရှင်းတွေတော့မပါပါဘူးဒီကတော့မိုနိုပိုလီပါ arpeggio sequence. Not Kua cool, MS20 ba. MS 20ပါဒါလည်းအရင်တော့ကဗားရှင်တွေမှာပါပါတယ်ဒါကတော့ poly sync ပါတော့ poly sync ပါเนาะသူတွေမှာလည်းအလိုပဲ effect တွေအများကြီးရွေးလို့ရပါတယ်ဒီကတော့ PRO PHC CY လို့ရေးထားတယ်ကျွန်တော်လည်းတမ်းထွက်တော့

ားကြီးပါတယ်သူလဲကာမန်တီ 2S ဒါကတော့ Triton မှာ ောင်းလည်းအပြင်က Triton keyboard ပုံစံတိုင်းပဲဖွဲ့စည်းထားတာပါဒီကလည်း Triton ပဲဒါပေမဲ့ဒါကောင်ကြတော့ extreme လို့ရေးထားပါတယ် ါတော့ true user mode ပေါ့နော်ထုံးစံတမ်းမဲ့ဒီမှာ easy နဲ့ချိန်လို့ရမယ် OSC ချိန်လို့ရမယ် page ချိန်လို့ရမယ်အများကြီးပေါ့သူအပြင် keyboard တိုင်းမဲ့သူလည်းဖွဲ့စည်းထားတာပါပဲဒီကောင်ကတော့ wave station အရင် version နေလည်းပါပါတယ်ပုံစံလေးတော့ပြောင်းသွားတယ်ピッ bus station မှာ Fox Continental ဆိုပြီးတော့နှစ်မျိုးပါသေးတယ်ဟိုတော့အော်ဂင်ပုံစံပေါ့သူလည်းသူလည်းမှာရွေးလို့ရမယ်အော်ဂင်ရှိမယ်ကီးရှိမယ်ဘေ့စ်ရှိမယ်ကီးတွေရွေးကြည့်မယ်

ော့ core collection စစ်မှာပါဝင်လာတဲ့ keyboard plugin တွေကိုကျွန်တော်စမ်းပြတာဖြစ်ပါတယ်အမျိုး20ဝန်းကျင်ပါပါတယ်တခြား effect တွေလည်းပါသေးတယ် core effect တွေပေါ့နော်အဲ့ဒါတွေလည်းပါပါသေးတယ်အဲ့ဒီမှာပါဝင်တဲ့21မျိုးပါပါတယ် home studio တွေမှာစောင့်ထားတဲ့ plugin လေးတစ်ခုဖြစ်တာမို့လို့မသိသေးတဲ့မိတ်ဆွေတွေမျှဝေလိုက်တာပါဟုတ်တည်ကျင်တာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်ကျွန်တော်လိုအပ်ရင် ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်ပေးပါဦး ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်